အဲ့တော့ပထမဦးစားကျွန်တော်တို့ကွန်ပျူတာမှာချိန်ရမယ့် device နော်ဘန်သုံးပြီးဆိုင်ရေးနိုင်မှုအတွက်ချိန်ရမယ့် device ကတော့ဒီလိုမျိုး tablet အပြားလေးပဲဖြစ်ပါတယ်။သူ့ကိုခေါ်တာကတော့ drawing tablet, writing tablet, pen tablet အမျိုးမျိုးခေါ်ပါတယ်။ဒီ device လေးအဓိကလိုပါမယ်။ Okay ဒီလို device လေးတွေကိုဘာအမျိုးအစားတွေဝယ်လို့ရလဲ။ဒီချက်တော့မြန်မာပြည်မှာအဓိကသုံးကြတာတော့ XP Pen, Wacom, Huion ဒီတစ်စိတ်တွေတွေ့ရများပါတယ်။ ်ချက်သုံးနာရီတစ်စိတ်ကတော့ XP Pen ဖြစ်ပါတယ်ခုသုံးမဲ့ tablet ရဲ့ model number ကိုသိရပါမယ်အဲ့ဒီ model ကဒီနောက်ကျောမှာပါပါတယ်နားလေးမှာ model ဆိုပြီးတော့သူ့ရဲ့နာမည်လေးကိုဒီကြားရေးထားတာရှိပါတယ်အဲ့ဒီ model ကိုသူကသိရပါမယ်နော်ဒါကတော့အပေါ်ကဖုံးထားတဲ့ cover လေးပါဒါကတော့တကယ်သူ့ရဲ့ tablet မျက်နှာပြင်အစစ်လေးပါအရန်ချော်မွေးပါတယ်နောက်ပြီးတော့ computer နဲ့ချိန်တော့မယ်အဲ့တော့သူ့မှာပါတဲ့သူ့ပါတစ်ဖက်ကျိုးရှိရဲ့နောက်သူ့ရဲ့တစ်ဖက် ်နော် USB port ကို USB ကြိုးကို computer မှာသွားပြီးတော့မှချိန်မှာဖြစ်ပါတယ်သူရဲ့ USB ကြိုးကို computer မှာရှင်ကတော့တိုက်ရိုက်တက်လို့မရှိဘူးဒီ laptop မှာပါတဲ့နော်ဒီ USB type A type C socket တွေဒီ port တွေပေါ့နော်အဲ့ဒါတွေချောင်းအနည်းစင်အရင်အသုံးပြုရပြီးတော့နေ့တိုင်းဖြုတ်ရတင်ရတာဖြစ်တဲ့အတော့ပေါ့နော်ဒါလေးလည်းတစ်လက်စာလေး sharing လုပ်ပေးချင်လို့ပါကျွန်တော်ကွန်ပျူတာကဒီချာတော့ type c body ပါတဲ့ computer ဖြစ်ပါတယ်เนาะအဲ့တော့အဲ့လို type c ကနေတစ်ဆင့်ပြန်ထွက်လာမယ် USB ကောင်းပွားလို့တော့မှာတယ်ဒီချက်ဒီမှာဆိုရင် computer ကို AA ခတ်မဲ့ဒီ cooling pad ပေါ့เนาะ cooling pad ဒီပန်ကာလေးသုံးနေနောက်တစ်ခါအတိတ်ကရေရဆွဲရတာတွေအများကြီးရေရဆွဲရတာအလဲစလို့ဖြစ်တဲ့ကောင်းဒီမှာအတိတ်ကသုံးတဲ့ခါကျတော့ ဒီကိုယ့်ရဲ့မရှိမဖြစ် mouse ကလည်းပြစ်ပယ်လို့မရအောင်အဲ့တော့ mouse ကိုလည်းတစ်ခုချိန်ထားရဲပေါ့နော်အဲ့တော့ channel ရဲ့တစ်ခုမှာဒီအခုဒီကတူးစာရေးမယ်နော်စာရေးမယ် drawing tablet ပေါ့နော်ဒီ pen tablet ရဲ့ USB တစ်ခုကိုပါသွားပြီးတော့မှချိန်ပါတယ် okay ဒါဆိုရင်ဒီအရာတွေအားလုံးကို computer ကိုတွဲပေးထားမယ်ဒီကောင်းပွားလေးပေါ့နော် USB ကောင်းပွားလေးဖြစ်ပါတယ် သူ့ကိုအခုကွန်ပျူတာမှာတက်လိုက်ပြီးဖြစ်ပါတယ်နော်ဒီမှာတော့ဒီလိုလေးတက်တက်လေးပဲချိန်ပြီးတော့มาကြာလာမယ်နော်မြင်ွေးတခုလေးမြင်အောင်ဖြစ်တဲ့အတွက်တကယ်ကိုကညာဒါဆိုတော့ညာဘက်မှာထားရည်တာပေါ့နော်ဘယ်တိုင်းမှာတော့ဘယ်ဘက်မှာထားရည်တာပေါ့နော်ဒီ tablet ကိုလေစာရေးတလို့ပါပဲ mouse တုံးတလို့ပဲဖြစ်ပါတယ်နော်ဒီဆိုတော့ computer ထဲမှာချိန်ဆက်ဖို့အတွက်ဒီချေကတော့အစားအလဲတုံးနေတဲ့သူဆိုတော့ဒီမှာရှိပြီးသားပေါ့နော်ဒီမှာ xp pen ဆိုတော့သူ့ရဲ့ xp pen ကနေ download ဆွဲထားတဲ့သူ့ရဲ့ကိုသုံးမဲ့ model ပေါ့နော်ကိုတကယ်သုံးတဲ့ model ရဲ့ driver လို့ခေါ်တယ်နော်ဒါလေးကို driver ပေါ့အဲ့ဒီ driver software လေးကို download ဆွဲရပါတယ်အဲဒီလိုမျိုးလေးဖြစ်ပါတယ်ဒီလိုမရှိသေးတဲ့သူဆိုရင် download ဆွဲရပါတယ်ဒီ Google Chrome browser browser တစ်ခုခုပေါ့နော်ကိုယ်ရ search လုပ်ပေးမယ် browser တစ်ခုခုမှာဒီမှာ XP Pen ဒီရနာမှာသူ့ရဲ့ model ရှိတယ်အဲ့တော့ဒီချေက XP XP Pen ရဲ့ deco 01 v2 d r i v e r driver နော်ဒါဒီချက်သုံးတဲ့ model ပေါ့နော်ဒီဒီမှာချိန်ထားတဲ့ model ဒီကောင်ရဲ့ driver ကိုသွားရှာမှာဖြစ်ပါတယ်အဲဒီမှာဆိုရင် deco 01 v2 drivers download ဆိုပြီးတော့ဒီ xv pen ကနေပဲ support ပေးထားတဲ့ driver တွေ download ဆွဲစရာလောလောကူပဲရောက်လာပါလိမ့်မယ်အဲ့ဒါကိုသွားပြီးတော့မှ assessment download ဆွဲမယ် computer တွေမှာ install လုပ်ရမှာဖြစ်ပါတယ်နော်ဒါတွေကတကယ်တော့ကိုဒီ tablet ကိုဝယ်မဲ့ဆိုင်ကိုကိုယ့်ရဲ့ laptop ကိုတပါတည်းယူသွားပြီးတော့မှနားလည်တဲ့သူတွေကလုတ်ပေးရင်အဆင်ပြေပါတယ်ကိုတကယ်လို့ဤပညာနဲ့နည်းနည်းစိမ့်နေဆိုရင်ပေါ့နော်โอเคဒါဆိုရင်ဒါလေးက driver တို့ကရှိရှိတာပြီးသားဆိုတော့ပြန်ထားအောင်တော့ဘူး ်အဲ့ driver လေးကနော်ဒီမှာချိန်ထားတာပဲဖြစ်ပါတယ်နော်ကဲဒီမှာဆိုရင် driver ကိုဖွင့်လိုက်ပြီကိုယ့်ရဲ့ driver ကကိုယ့်ရဲ့ model နဲ့ guide တယ်ဒီမှာ deco 01 p2 ပြနေတယ်နော်ဒီမှာ model number ဒီသူ့ရဲ့ model number နဲ့ပြနေတယ်ဒီမှာပါနေဒီ disk ဒီကောင်လေးတိုင်းမဲ့ဒီမှာဆိုရင် မှာခလုတ်လေး၈ခုပါတယ်ဒီခလုတ်လေး၈ခုကဒီခလုတ်ကိုနေရင်တော့ဘာဖြစ်တယ်ဆိုရဲเนาะဒီအရာတွေသူပေးထားတယ်ပေါ့เนาะဒီမှာ work area ဒီပေါင်လေးပါဒီမှာလင်းအောင်လေးပြထားတယ်ဒီကောင်လေးဒါတစ်ချက်သုံးတာကတော့ကွန်ပျူတာထပ်တောင်မှရှိနေတယ်เนาะ A4 size size ထဲရှိတဲ့အမျိုးအစားကြည်ကြဲသုံးချင်လို့ဖြစ်ပါတယ်เนาะနောက်တစ်ခါဒါက pen เนาะဒါကွန်ပျူတာရဲ့ pen ပေါ့เนาะဒါကမဆိုင်ဘူးเนาะဒီကောင်ကကွန်ပျူတာမှာသုံးတဲ့ကွန်ပျူတာရဲ့ pen ဖြစ်ပါတယ် တယ်ဒါတို့ရဲ့ဒီတကယ်ရေးမဲ့ဒီ tablet ရဲ့ pen ပေါ့နော်ဒီ tablet pen အမဲလေးဒီကောင်လေးဒီမှာပြပေးထားတယ်နော်အဲ့တော့ဒီ tablet လေးကဒီ cloud တွေပေါ့နော်ဒီမှာပါတယ်ဒီမှာ cloud လေးနှစ်ခုပါတယ်သူရဲ့အရေးအစွဲအနေအထားဒါတွေအားလုံးက customize ကိုကြိုက်တယ်လို့ချိန်လို့ရတယ်ဒီတော့ဒီမှာဒီ cloud လေးနှစ်ခုเนาะဒီကောင်တွေကိုဘာအလုံးမမလောက်အောင်ထိမိလဲဘာမှမဖြစ်အောင်လို့ ညွှေးထားတယ်ပေါ့နော်အဲ့လိုဖျောင်းလောက်ထားတယ်ဒီဆေးက customize လောက်ထားတယ်ဘာလို့ဆိုတော့ကိုယ်လက်ကချော်နှိမ့်မိပြီးအများအမ်းဒီ cloud တွေကိုတော်တော်ပြီးတော့နှိမ့်မိနေရမျိုးကိုကစာရေးသားရေးပြီးတော့မှရှင်းပြရများတဲ့အတွက်ဒီကောင်လေးကိုအဲ့လိုမျိုးပိတ်ထားတယ်ပေါ့နော်အဲဒီကောင်လေးတွေဆိုရင် screen လေးအတိုးအ short ထားရေးလို့ရတယ်ဒါပေမဲ့ဒါတိတ်တော့မတုံဖြစ်ဘူးဒီကောင်လေးပဲနော်သူက mouse တစ်ခုလိုပဲတုံလို့ရတယ်နော်သူက mouse ရဲ့ pointer လေးဒီမှာ arrow လေးမြားလေးကသူ့အတိုင်းသွားတယ်အဲ့တော့ mouse လေးရွှေ့တယ်လို့ရွှေ့လို့ရတယ် mouse လိုပဲသူ့ကိုသုံးလို့ရတယ်ဒါပေမဲ့ mouse လာ mouse လိုမျိုးဒီလိုမျိုးဒီပိန်းလုံးလေးကိုလှည့်ရတာတော့မမြန်ဘူးပေါ့เนาะဒါတော့သူ့ကိုအဓိကသုံးနေနှစ်မျိုးတော့ဒီလိုပဲလှည့်ပတ်ပြီးတော့မှသင်ကြားရေးလုပ်နေတဲ့သူဆိုတော့နှစ်မျိုးလုံးလှည့်ပတ်ပြီးတော့မှသုံးရပါတယ်เนาะနောက်တစ်ချက်ကသူ့ကိုရေးပြီးတော့သူတို့ကဒီလိုတန်လိုက်ဆွဲရတခုရှိတယ်ပေါ့เนาะဒီကောင်းတစ်ခုကြာမှာဒီပန်လေးနဲ့သူ့ကြာမှာအဲ့တော့သူ့ကိုဒီလိုတင်ထားပြီဆိုရင် မောက်စ်ဒီနဲ့သူနဲ့ဒီလိုမျိုးတင်လာတဲ့ကြားထဲကနေကိုကမောက်စ်ကိုရွှေ့လို့ရှိကြပါစေနော်နှစ်မျိုးတိုက်ဆိုင်နေဒီမှာဒီညားလေးညားလေးကဒီပန်ကိုဒီ tablet ပေါ်မှာတင်လာတယ်မောက်စ်ကိုလည်းကိုက mouse ကိုလည်းရွှေ့နေတယ်ဆိုရင်အဲ့မှာဘာဖြစ်မှမသိဖြစ်တတ်တယ်အဲ့ဆိုတော့ဒီ pen ကိုဒီ tablet နဲ့ဝေးရအောင်ဖယ်လိုက်တာမျိုးเนาะကျွန်တော်တို့ holder ရှိရ holder မှာသွားဆိုင်တာအဲဒါမှကိုယ့်ရဲ့သုံးနေကြဒီ mouse ကအဲရွှေ့လို့ရတယ် เนาะအဲ့တော့ဒီ band ကိုဒီပေါ်မှာတင်လာရင် mouse တွေ့ရတာခက်တယ်เนาะ mouse တွေ့လို့မရဘူးเนาะဒီနှစ်ခုဒီလိုတိုက်နေလို့မရဘူးပေါ့เนาะသူ့ကိုဒီကောင်ကိုဝေထားပေးပါနော်ဒါတကယ်ကတော့ဒီကောင်ကိုသုံးပြနေလို့ပေါ့နော်ပုံမှန်ကတော့ဒီလိုနှစ်ခုအတိအကျစီခွဲထားတယ်သူ့ကိုလည်းဒီလိုမျိုးထားတယ်နော်ဒီကောင်ကတန်လိုက်အားရပါနေရောလေကဲဒါဆိုလို့ရှိရင်တော့သုံးလို့ရတဲ့အမျိုးအစားတွေရဲ့ ကွန်ပျူတာနဲ့ဘယ်လိုချိတ်ဆက်ရလဲဆိုတာလေးကိုအကြံဉာဏ်လေးတော့နားလည်သွားမယ်ထင်ပါတယ်နော်လက်တွေ့တကယ်သုံးကြည့်ရင်တစ်ရက်နှစ်ရက်သုံးရက်လောက်ဆိုအသားတကျနဲ့အရန်သုံးလို့အဆင်ပြေပါတယ်သုံးကြည့်ပါနော်တင်ကြဲရေးမှလည်းပို့ပြီးတော့မှလွယ်ကူချောမွေးပြီးတော့ကလေးရဲ့အမြင်အရုံကိုလည်းပို့ပြီးတော့ဆွဲမြဲပြီးတော့ဆွဲဆောင်ရယ်ပေါ့နော်တကယ်တင်မုံလေးမှရှင်းပြသလိုတင်ကြားရတဲ့သူအတွက်လည်းတော်တော်လေးကိုအဆင်ပြေပါတယ်ဘလို့ကွန်ပျူတာအမျိုးအစားနဲ့မဆိုဒီဖန်တက်ဘလက်တွေကိုတွေ့သုံးလို့ရတာပေါ့နော်အဲ့တော့ ကိုကဒီဖန်တက်ဘလက်တစ်ခုကိုဝယ်တော့မယ်ဆိုရင်ဒီတက်ဘလက်ရောင်းမဲ့နော်ရောင်းတဲ့ site ပေါ့နော်အဲသူတို့စီမှာတေချာလေးမေးမယ်ကိုရဲ့ computer နော်ကိုရဲ့ computer ရဲ့ window က windows 7 windows 8 windows 10 windows 11စသည်အဖြစ်ကို computer ရဲ့အမျိုးအစားနဲ့ဒီလို window ဘာတင်ထားရလဲနော်ဒါမျိုးလေးကိုတေချာလေးသူတို့ပြောပြမယ်အဲပြီးသွားလို့ရှိရင်ကိုဝယ်မဲ့ဒီဖန်တက်ဘလက်ရဲ့နော်ကိုဝယ်မဲ့ဖန်တက်ဘလက်ရဲ့ driver နော်ဒီ driver ရှင်းရှင်းပါပြောခဲ့ driver အဲ့ driver ကဒီ window နဲ့အဆင်ပြေတယ်ဆိုရင်ရတယ်သုံးလို့ရပါတယ်ဈေးနှုန်းလေးတွေမေးထားတယ်ဈေးနှုန်းကတော့ကိုတိတ်ထားတော့ခံမှန်းကြည့်လေးပဲပြောပြပေးပါမယ်နော်ဒီ teacher ရဲ့ဟိုဘက်ကွန်ပျူတာနောက်တစ်လုံးမှချိတ်ထားတာလေးအဲ့ဒါလေးတော့မပြပြီးတော့ဘောနော်ဒီ size ရဲ့ဒီကောင်ဆိုရင် A4 size ပဲ legal size ပဲ size လောက်နေပါရှိတယ်ဘောနော်ဒီကောင်ရဲ့ရှိတယ် သူ့ရဲ့မှာတဝဲလောက်ပဲရှိတယ်မီနီ size သေးလေးရှိရဲ့အဲ့နော်မီနီလေးမီနီလေးဆိုရင်အခုချိန်မှာနှစ်သိန်းခွဲဝန်းကျင်ရှိမယ်ဒီလိုမျိုး A4 size ရက်ဒေတာ size ဆိုရင်၄သိန်းခွဲ၅သိန်းဝန်းကျင်ပြီးပါလေးရှိမယ်ပေါ့နော်နောက်တစ်ခါဒီလိုမျိုးကောင်တွေထဲမှာမဝယ်လက်ရှိသေးတယ်နော်ဝယ်လက်ဆိုလို့ရှိရင်9သိန်း7သိန်းဝန်းကျင်လောက်ရှိမယ်ပေါ့နော် နောက်တစ်ခါကျတော့ဒီ screen ကဒီလိုမျိုးမမဲနဲ့ဒါကတော့ကြောက်တင်ပုံနဲ့ကြောက်တန်လိုပဲเนาะချတာပြီကိုကတော့ computer screen ကိုပဲအဓိကကြည့်ပြီးတင်တာဆိုတော့လက်ကဒီလိုမျိုးရေးတယ်ဆိုတော့ဒါမှန်ဒီလိုပဲချက်အလုံးလေးတော့ပဲတုံးတာပေါ့เนาะဒီ screen ကိုကြည့်ပြီးတော့မှ design ဆွဲတဲ့လိုမျိုးပေါ့เนาะတကယ် designers တွေလိုမျိုးအဓိကဆွဲတဲ့သူတွေတုံးကြတယ် screen မှာဒီ screen မှာဒီ display ပြနေရပေါ့เนาะဒီမှာဒီ tablet ကဆွဲလို့လည်းရပြီးတော့မှ screen display ပါမြင်နေရတဲ့ เนาะအဲ့လိုမျိုးမြင်နေရတဲ့အကောင်တွေဆိုရင်တော့30ဝန်းကျင်30ကျော်လောက်ကနေစပြီးတော့ရှိတယ်အဲ့ဒါတော့လက်ရှိအကျန်းဖြစ်ကိုတိတလောက်ဈေးနှုန်းလေးတွေဖြစ်ပါတယ်เนาะအဲ့တော့ကိုကအနေနဲ့ရှာခြင်းလဲဆိုလို့ရှိရင် search box ဒီ TikTok TikTok တို့ Facebook တို့เนาะအဲ့လိုမျိုး search box မှာသွားပြီးတော့ကျွန်မပြောခဲ့တဲ့เนาะတစ်ချက်ရှိမှပြောခဲ့တဲ့ ဒီ brand name လေးတွေ tablet အမျိုးမျိုးလေးတွေရိုက်ပြီးတော့มาရှာရင်ရောင်းတဲ့ site တွေရောအများကြီးတွေ့ရပါလိမ့်မယ်เนาะဒါဆိုလို့ရှိရင်ရှေ့မှာမေးထားတဲ့မေးခွန်းလေးတွေကိုအကျမ်းမြင် ကိုတည်တောက်လေးပြန်ပြီးတော့ sharing လုပ်တာဖြစ်တဲ့အတွက်အမာရွံ့အနေနဲ့လည်းပါနိုင်ပါတယ်เนาะအဲ့တော့ဒီကောင်လေးတွေကတောင်းရတာတော့အရင်အဆင်ပြေပါတယ်ဒါ share ကတော့အခု PowerPoint ထဲမှာရေးပြနေတာပေါ့เนาะ ပါဆိုရင် eraser ကိုယူပြီးတော့ mouse တစ်ခုလိုပဲလေးလေးမြန်မြန်ဖြတ်လို့ရတယ်เนาะမြန်မာစာပဲတင်မလားเนาะအဲဒီလိုမျိုးပေါ့เนาะနောက်တင်ချားတွေပါတယ်တင်တဲ့အခါလဲကိန်းကနန်းတွေကိုအဲဒီလိုမျိုးရေးချစ်တဲ့အခါမှာတော်တော်လေးကိုအဆင်ပြေတယ် နော်ဒီလိုမျိုးအော်ဒါတွေဒါ mouse နဲ့ရေးမယ်ဆိုလို့ရှိရင်လက်ရေးလက်အဆင်မပြေဘူးရေးရတာကအော်ဒီမှာဒီထိန်ချုပ်လို့လည်းမရဘူးပေါ့နော် mouse နဲ့ကတော့တော်တော်လေးအဆင်မပြေဘူးကလေးတွေတင်ရတဲ့အခါမှာလေဒါကတော့တင်ကြသူ့အတင်ယုံသူ့ရောအတွက်ဒီ fan လေးနဲ့ရေးတင်တာကတော့တော်တော်လေးကိုအဆင်ပြေစေပါတယ်ဒါကြောင့်ချက်တိတလောက်လေး sharing လုပ်ပေးခြင်းပဲဖြစ်ပါတယ်เนาะအဲ့တော့လိုအပ်ချက်လေးတွေအမားလေးပါသွားရင်လည်း နည်းနည်းဖြည့်ဆွက်ပြီးတော့မှကိုယ်တိုင်ဝယ်တဲ့အခါမှာတေချာတိုင်းနေပြီးတော့မှဝယ်ဖို့အကြံပြုချင်ပါတယ်နော်